မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 26ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တိုက်ပွဲဖြစ်ပွားနေတဲ့အနောက်ပိုင်းဒိုင်းစစ်ဌာနချုပ်ရှိရာအန်တိုက်ပွဲကနေဆုတ်ခွာထွက်ပြေးလာတဲ့ဘုံမူဇော်ထက်နောင်ကြီး963ခွန်ရှစ်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်14ဦးကိုကျောင်းသားလက်ရုံးတက်တော် Student Arm Force SAF ကတိုက်ပွဲအတွင်းမှာဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီတိုက်ပွဲဟာ November 23ရက်နေ့ကအန်ဗဒန်လမ်းပိုင်းတနေရာမှာဖြစ်ပွားခဲ့တယ်လို့ဆိုပါရယ်။အေအေနဲ့ဖြစ်ပွားခဲ့တဲ့အန်တမိုင်ဂုံတိုက်ပွဲကနေဆုတ်ခွာထွက်ပြေးလာတဲ့ ဘုံမူဇော်ထက်အောင်ဦးစီးတဲ့အဖွဲ့ကိုကြောင်းသားလက်ယုံတက်တော်နဲ့မဟာမိတ်ပူပေါင်းစစ်ကြောင်းကစောင့်ကြိုပြီးတော့ပိတ်ဆို့တိုက်ခတ်ရာထိပ်တွေ့တိုက်ပွဲမှုတွေဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်သား၂ဦးသေဆုံးခဲ့ပါတယ်။တိုက်ပွဲအတွင်းမှာတုံ့ပန်း၁၄ဦးပစ္စတိုတလက်အပါဝင်လက်နက်ငယ်၂လက်နဲ့ခဲယမ်းတို့ကိုသိမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။ထွက်ပြေးလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာတိုက်ပွဲအတွင်းမှာဖွဲ့စည်းပုံပြက်ကတကွဲတပြားစီထွက်ပြေးလျက်ရှိနေပြီးတော်လိုင်းတပ်ဖွဲ့တွေကဆက်လက်ပြီးတော့နေမြေရှင်းလင်းရေးတွေလှုပ်ဆောင်လျက်ရှိကြောင်းတင်ပြရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ချင်းပြည်နယ်ဟာခါမြို့အနီးမှာချင်းပြည်ကောင်စီပူးပေါင်းတပ်နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ28ရက်နေ့ကဟာခါမြို့အနီးရဲဦးတင်ညာကုန်းအနီးမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘက်မှာခြေကုပ်ယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ကျွန်တော်တို့ချင်းပြည်အစိုးရတို့တိုက်ပွဲတွေရှိပါတယ်။စစ်ကောင်စီဘက်ကထွက်ပြေးတာကြောင့်စစ်ကောင်စီတပ်သားတအုပ်ကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးလက်နက်နှစ်လက်ကိုတင်းစီရရှိခဲ့တယ်လို့ချင်းသတင်းအရေးမြစ်ကပြောဆိုထားပါတယ်။ဒါအပြင် င်နိုဘမ်ဘာလ28ရက်နေ့မနက်အစောပိုင်း3:00နာရီမှာဟာခါထန်တလန်မြို့နယ်ကျောင်းမှာရှိတဲ့ point 3စက္ကန့်ကိုစစ်ကောင်စီက၄ချောင်းကနေတိုက်ခတ်ခဲ့တယ်လို့ပြောဆိုထားပါတယ်။အဲ့ဒီစက္ကန့်ကိုချင်းပြည်ကောင်စီပူးပေါင်းတပ်ဖွဲ့က November 25ရက်နေ့မှာတိုက်ပိုက်ထားခြင်းဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီ point 3ပေါ့စစ်ကောင်စီတွေတပ်ဆွဲထားတာ။ဒါပေမဲ့အခုကတော့ဆုံးရှုံးခဲ့ပြီပေါ့။ချင်းလန်းကောင်စီတပ်သားတွေကအဲ့ဒီစက္ကန့်ကိုတိုက်ပိုက်နိုင်ခဲ့တာ။သူတို့ဆုံးရှုံးခဲ့ပြီးတဲ့နောက်မှာအဲ့ဒီ point 3စက္ကန့်ကို November 28ရက်နေ့မနက်3:00နာရီလောက်မှာ Jet Fighter နဲ့6ချိန်လာပြီးတော့ဘုံကျဲခဲ့တယ်။ပြီးရင်4:00နာရီနဲ့9:00နာရီကြားမှာ Y12 နဲ့ ဘုံအလုံးကြီး90ကျော်လာရောက်တိုက်ခိုက်ခဲ့တယ်ကျွန်တော်တို့ဘက်ကတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူးလို့ချင်းတရင်အေးမေကပြောဆိုထားပါတယ်ဒါအပြင်ဟာခါထန်တလန်မြို့နယ်ကြားမှာစစ်ကောင်စီတပ်ဆွဲထားတဲ့နေရာများမှာလည်း တိုက်ပွဲများဆက်လက်ရှိနေတယ်လို့သတင်းအရေးမြစ်ကပြောပါရယ်ချင်းပြည်ကောင်စီပူးပေါင်းတပ်ဟာထန်တလန်မြို့တိမ့်ပိုက်နိုင်ရင်ထိုးစစ်ဆင်နေသလိုချင်းပြည်နယ်မင်းတပ်မြို့နယ်ဖလန်းမြို့ကိုလည်းချင်းညီနောင်နဲ့မဟာမိတ်တပ်များကမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတယ်လို့သိရပါရယ်မင်းတပ်နဲ့ဖလန်းမြို့တိုက်ပွဲတွေမှာလည်းစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခတ်မှုများအပြင်းထန်ပြုလုပ်ပြီးတော့ခုခံနေသလိုတိုက်ပွဲမရှိတဲ့ခြေရွာတချို့ကိုလည်းလေကြောင်းကနေဘုံကျဲတိုက်ခတ်ခဲ့ရာပြည်သူလူထုတွေသေဆုံးထိခိုက်မှုတွေရှိခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တနင်္သာရီတိုင်းဘိမြို့နယ်နဲ့တနင်္သာရီမြို့နယ်အဆက်မှာကင်းလဲ့နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက်မိုင်းဆွဲတိုက်ခိုက်ရာစစ်ကောင်စီဘက်က၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ22ရက်နေ့မွန်းလွဲ2:30မိနစ်ခန့်မှာတနင်္သာရီမြို့နယ်ဇဝဲကြီးရွာခမရအမှတ်996ချင်းမြန်တရင်ကအင်အား၉ဦးခန့်နဲ့ကင်းလဲ့ရန် ချေချင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဘိတ်နဲ့တနင်္သာရီနေ့ကျမ်းမှတ်တိုင်အရောက်မှာတနင်္သာရီမျိုးနယ်ပကဖဇုံငါးက တော်လိုင်းရဲဘော်များကမိုင်းဆွဲတိုက်ခတ်ရာစစ်ကောင်စီတပ်သားတအူးတေဆုံးခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ22ရက်နေ့မနက်10:00နာရီကမှခမရအမှတ်956ချေမြန်တက်ရင်ကဘိတ်မျိုးနယ်ဘက်ကိုအကြမ်းဖက်စစ်သား12ဦးလမ်းကင်းထွက်လာတဲ့အချိန်နေ့ကျမ်းမှတ်တိုင်အနီးမှာတနင်္သာရီမျိုးနယ်ပကဖဇုံငါးကတော်လိုင်းရဲဘော်များကဒုတိယအချိန်ထပ်မံမိုင်းဆွဲတိုက်ခတ်ခဲ့ရာ စစ်သား၄ဦးသေဆုံးသွားတယ်လို့သိရပါတယ်။မိုင်းဆွဲတိုက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ကောင်စီတပ်သားများကလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တပ်ပစ်ခတ်မှု10မိနစ်ခန့်ပြုလုပ်ခဲ့ပြီးတော့သေဆုံးသွားတဲ့စစ်သားအလောင်းများကိုခမရ996ဇဝဲတပ်ရင်းဘက်ကိုကားနဲ့တင်ဆောင်သွားတယ်လို့သိရပါတယ်။နှစ်ရပေါင်းတိုက်ခတ်မှုမှာစစ်ခွေး9កောင်တေးပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တနင်္လာရီမျိုးနဲ့ပကဖဇုံကတော်ပုံကြီးအဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ကောင်းစီရဲ့အကြီးအကဲ မင်းအောင်လိုင်ကိုဖမ်းဝရမ်းထုတ်ဖို့နိုင်ငံတကာရာဇဝတ်ခုံရုံး ICC မှာတရားလိုရှင့်နေရုံးကရှောက်ထားလိုက်တဲ့သတင်းကိုနိုင်ငံတကာမီဒီယာတွေကအသားပေးပြီးတော့ဖော်ပြနေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရိုဟင်ဂျာတွေကိုအဓမ္မမောင်းထုတ်ခြင်းနဲ့ခွဲခြားဖိနှိပ်ခြင်းတို့ဟာလူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအဖြစ်ယူဆဖို့ခိုင်လုံတာကြောင့်အခုလိုမျိုးဖမ်းဝရမ်းရှောက်ထားခဲ့တာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။မင်းအောင်လိုင်ဟာမြန်မာအာဏာပိုင်တွေထဲမှာအခုလိုမျိုးဖမ်းဝရမ်းရှောက်ထားခံရတဲ့ပထမဆုံးသူဖြစ်လာခဲ့ပြီးတော့အလားတူနောက်ဆက်တွဲရှောက်ထားမှုတွေလည်းရှိလာနိုင်တယ်လို့ ICC ရဲ့ တရားလိုရှိနေ Karim Asad Ahmed Khan က November လ28ရက်နေ့မှာကြေညာခဲ့ပါတယ် BBC သတင်းဌာနကတော့အာနာသိန်းစစ်ခေါင်းဆောင်ဟာ ICC ရဲ့ဖမ်းဝရမ်းနဲ့ကြုံနေရပြီလို့ရေးသားခဲ့ပါတယ် CNN သတင်းဌာနရဲ့ခေါင်းဆောင်မှာတော့ ICC ရဲ့တရားလိုရှိနေဟာမြန်မာစစ်ခေါင်းဆောင်ကိုဖမ်းဆီးနိုင်မှုစ조사နေပြီဖြစ်တယ်လို့ဖော်ပြထားခဲ့ပါတယ် AP AFP Guardian New York Times Reuters တဲ့မီဒီယာကြီးတွေမှာလည်းအလားတူသတင်းတွေကိုတွေ့ခဲ့ရပါတယ် Reuters, New York Times, Straits Times စတဲ့သတင်းဌာနတွေကတော့ ICC ကဖမ်းဝရမ်းထုတ်ဖို့စီစဉ်နေတဲ့မင်းအောင်လှိုင်ဆိုတာဘလို့လူစားလဲဘာတွေစိုးသွမ်းထားတယ်လဲဆိုတာကိုနိုင်ငံတကာစာဖတ်ပရိသတ်တွေသိရှိနားလည်စေဖို့အတွက်စောင်းပါးတွေနဲ့ဖော်ပြခဲ့ကြပါတယ် Straits Times ရဲ့စောင်းပါးမှာတော့2020ခုနှစ်စစ်အာဏာသိမ်းမှုရဲ့အဓိကပဲ့ကန့်ရှင်အဖြစ်မင်းအောင်လှိုင်ကိုရည်ညွှန်းထားပြီးတော့သူ့ဦးဆောင်တဲ့စစ်တပ်ရဲ့နောက်ဆက်တွဲကြမ်းတမ်းရပ်ဆက်မှုတွေကြောင့်အရက်သားပြည်သူ9000ကျော်တေဆုံးတာ3000ကျော်နေရပ်ကိုစုခွာထွက်ပြေးနေရတာတွေကိုရေးသားထားတယ်လို့သိရပါတယ် ICC ဟာအင်အားကြီးနိုင်ငံတွေရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်၊အစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ညာဟုတို့ကိုလည်းဖမ်းဝရမ်းတွေထုတ်ခဲ့ဖူးတဲ့အတွက်အဲ့ဒီအခြေအနေလေးနဲ့ဆက်ဆက်ပြီးတော့ ICC ရဲ့တရားလိုရှင်းတွေရဲ့ကြေညာချက်အပေါ်မှာနိုင်ငံတကာကအာရုံစိုက်မှုတွေရှိလာခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကမကြမီမှာပြည်ဦးလွယ်မြို့မှာစစ်တပ်ကတို့ចောင်းဆင်းပွဲကျင်းပရန်စီစဉ်နေပြီးတော့ပြည်ဦးလွယ်ရက်ဆောက်ဘာထူးတက်နဲ့ရှမ်းတောင်တို့ကိုစစ်မီးမကူဆက်အောင်နောက်ချုံမြို့မှာရှိတဲ့တောင်ခမ်းအမြောက်စခန်းများကိုအသေးအတန်ကာကွယ်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာနောက်ချုံမြို့ကိုတောင်တပ်မတော် DNL က1027စစ်စင်ရေးဒုတိယလိုက်အတွင်းသိမ့်ပိုက်ထားတဲ့အတွက်စစ်ကောင်စီကအခု November လတလားလုံးနှီးပါကိုလေချောင်းလက်နက်ကြီးများနဲ့ဘုံကျဲပစ်ခတ်နေတယ်လို့၎င်းနဲ့ -10 ခန့်အကွာမှာရှိတဲ့တောင် ခန်းအမြောက်စခန်းများကိုလည်းအင်အားတွေဖြည့်တင်းနေတယ်လို့သိရပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့ဟာပြည်ဦးလွင်နဲ့ချိတ်ဆက်နေတဲ့မြို့နယ်တစ်ခုဖြစ်လာပြီးတော့လာမယ့်2025ခုနှစ်ပထမအပတ်မှာစစ်တပ်ကတို့ကြောင်းစင်းပွဲများပြုလုပ်မှာဖြစ်ကောင်းအဲ့ဒီအတော့တေချာပြင်ဆင်ပြီးတော့ကြိုတင်ကာကွယ်မှုများကိုလှုံ့ဆော်နေကြောင်း CDM ဗိုလ်ကြီးဇေယောကပြောဆိုထားပါတယ်။ မနေ့ကတော့ကတော့ခိုးကြောင်ခိုးကလောက်တာပေါ့ဒီနေ့တော့တေးသေးချာချာလေးလှုပ်ချင်တဲ့သဘောရှိတယ်ဒါကြောင့်မို့လို့ကြိုတင်ပြီးတော့ပြင်းလွယ်မန္တလေးပတ်ချာလေးကိုကာကွယ်နေတာလို့ပြောလို့ရတယ်လို့၎င်းကပြောဆိုထားပါတယ်နောက်ထုံမြို့မှာစစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့လက်နက်ကြီးကြောင်းနိုဗမ်ဘာလ၁ရက်နေ့ကနေ25ရက်နေ့အထိဒေသခံ18ဦးသေဆုံးပြီးတော့34ဦးထိမှန်ဒဏ်ရာရရှိကာ TNLA ကပြည်သူများကိုစီရေးတရိပ်ရှိကြရန်အသိပေးထားကြောင်း၎င်းတို့ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်အဲ့ဒီမြို့နယ် -10 အကွာမှာတောက်ခမ်းအမြောက်စခန်းများရှိပြီးတော့ပြင်းလွယ်မြို့ဘက်ကိုထွက်မလာအောင် ်ကာထားတဲ့အတွက်ကြောင့်အဲ့ဒီစခန်းများမကြစေရေးအတွက်စစ်ကောင်စီကကြိုးပမ်းကာကွယ်နေကြောင်းမြမအရေးလေလာတုံးသက်သူဦးတန်းစိုးနိုင်ကလည်းပြောကြားထားပါတယ်အကယ်၍များအဲ့ဒီလိုချလို့ရှိရင်ပြည်ဦးလွင်ထဲက10မိုင်လောက်ပဲဝေးတော့မှာဖြစ်တဲ့အတွက်ပြင်းဥလွင်ကိုဆက်ထိုးတော့မှတေးကြရဲဆိုတဲ့အဓိပ္ပာယ်နဲ့တောင်ခမ်းအမြောက်စခန်းတွေကိုလေချောင်းထိုးစစ်နဲ့အသေးအတန်ကာကွယ်နေတာပါလို့၎င်းကတုံးသက်ပြောဆိုထားပါတယ်။အဲ့ဒီတောင်ခမ်းဟာနောက်ချိုမြို့ကနေရက်ဆောင်မြို့ဘက်ကိုဆင်းလာတဲ့လမ်းရဲ့အောက်ထောက်မှာတည်ရှိနေတယ်လို့ ရက်ဆောင်နားမှာလဲဘာထုတက်မျိုးရှိကစစ်ကောင်စီအတွက်အရေးကြီးတဲ့စစ်နယ်မြေဖြစ်တဲ့အတွက်ဆက်ပြီးတော့စစ်မီးကူးနိုင်တယ်လို့သုံးသပ်ပြောဆိုနေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ထိုင်းမြန်မာနယ်စပ်တာချီလိတ်နယ်စပ်ဂိတ်ပေါက်ကနေတဆင်ထိုင်းနိုင်ငံဘက်ကို PV နိုင်ငံကူးလက်မှတ်နဲ့တွားရောက်ရန်စူးစမ်းသူတချို့ပြန်လွတ်ခံလိုက်ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်လေစိတ်မှာအကြမ်းဖက်စစ်ကောင်စီက PV နိုင်ငံကူးလက်မှတ်နဲ့ပြည်ပသွားရောက်သူများကိုအတင်းအကျပ်စီစစ်မှုတွေရှိနေပြီးတော့ပြည်ပထွက်ခွဲ့မပြုတ်မှုများများပြားနေတဲ့အတွက်ကြောင့်ထိုင်းမြန်မာနယ်စပ်တာချီလိတ်နယ်စပ်ဂိတ်ကနေတဆင်ထိုင်းနိုင်ငံဘက်ကိုအလဲပတ်ဗီဇာနဲ့ဝင်ရောက်ရန်သွားရောက်ခဲ့ကြတယ်လို့သိရပါတယ်တာချီလိတ်နယ်စပ်ဂိတ်ကိုဖြတ်ကျော်ရန်ရောက်ရှိနေတဲ့အချိန် မြန်မာလူဝင်မှုကြီးကြပ်ရေးအရာရှိတချို့ကဖြတ်တန်းခွင့်မပေးဘဲပြန်ခိုင်းခဲ့ကြောင်းပြန်လွတ်ခံရသူရန်ကုန်သားလူငယ်တအုပ်ကပြောပြထားပါတယ်။တာချီလိတ်နယ်စပ်ဂိတ်ကနေထိုင်းဘက်ကို PV နိုင်ငံကူးလက်မှတ် Tourist Visa နဲ့ဝင်လို့ရတယ်ဆိုလို့သွားတာပါ။နယ်စပ်ဂိတ်မှာမြန်မာလာဝကက ထိုင်းဘက်ကိုပေးမဖြတ်ဘူးကျွန်တော်နဲ့ကျွန်တော်တကယ်ချင်းနှစ်ယောက်သွားတာပါ passport visa နဲ့သူတွေကိုနေဆက်ကနေထိုင်းဘက်ကိုပေးမဝင်ဘူးလို့ပြောတယ်လေစိတ်ကနေပဲသွားပါလို့ပြောပြီးတော့ပြန်လွှတ်လိုက်တယ်အကြောင်းပြချက်တော့မပေးဘူးကျွန်တော်တို့ပဲမရတာလားတခြားအလုံးမရတာလားတော့မသေးကြဘူးလို့ပြန်လွှတ်ခံရသူရန်ကုန်သားလူငယ်တအုပ်ကပြောပြလာပါတယ်ဒေသခံသတင်းရင်းမြစ်တချို့ကလည်းတာချီလိတ်နေဆက်ဂိတ်မှာ ထိုင်းဘက်ကိုတွားရောက်မဲ့သူများကိုအထူးစီစစ်နေပြီးတော့အထူးသဖြင့်ရှမ်းပြည်နယ်မှတ်ပုံတင်ကိုင်းဆောင်ထားတဲ့သူများကိုထိုင်းဘက်ကိုကူးခွင့်ပေးခဲ့တယ်လို့သိရပါဗျ။အဝေးကနေလာတဲ့အခြားပြည်နယ်နဲ့တိုင်းကမှတ်ပုံတင်များကိုတော့ထိုင်းဘက်ကိုကူးခွင့်မပေးဘဲပိတ်ပင်မှုများရှိနေတယ်လို့သိရပါဗျ။ရှမ်းမှတ်ပုံတင်73မြင်းဆောင်တွေပဲကူးခွင့်ရတယ်လို့တော့သတင်းတွေကြားထားတယ်။အခု PV Passport Visa နဲ့တာချီလိပ်ဘက်ကနေကူးဖို့ပြင်နေသူတချို့ပြန်လာရတာတွေရှိပါတယ်။ ရန်ကုန်လေးစိတ်ကတအားကိုကြက်တယ်နေဆက်ဂိတ်တွေကလည်းအတော်ကိုတင်းကျပ်လာတယ်လို့ခရီးသွားဝန်ဆောင်မှုပေးတယ်ရန်ကုန်အခြေစိုက်အေဂျင့်တအူးကပြောပြထားပါတယ်အချက်မဲ့စစ်ကောင်စီကအခုနှစ်ဩဂတ်လကစတင်ပြီးတော့ရန်ကုန်လေးစိတ်ကနေပြည်ပနိုင်ငံများကိုထွက်ခွာသူများကိုစီစစ်ကန့်တပ်ပိတ်ပင်မှုများကိုလှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ် PV နိုင်ငံကူးလက်မှတ်နဲ့လူငယ်အသက်16နှစ်ကနေ35နှစ်အတွင်း အမျိုးသားအမျိုးသမီးများကိုပြည်ပကိုအလဲသွားရောက်ခွင့်များကိုအထူးစီစစ်ခဲ့တယ်လို့သိရပါဗျ။အလဲနိုင်ငံကူးလက်မှတ် PV နဲ့ပြည်ပထွက်ခွာမှုများအလုံးနီးပါးကိုကတ်တပ်ပိတ်ပင်တဲ့နေရာမှာဗီဇာအပြတ်လေရင်လက်မှတ်ဟိုတယ်ဘုတ်ကင်နဲ့ရှိုးမန်းနီအပါအဝင်အထောက်အထားအပြည့်စုံပြတ်တနိုင်သည့်တိုင်အောင်အကြောင်းအရာမခိုင်လုံဘူးဆိုပြီးတော့စစ်ကောင်စီကယူဆတဲ့သူမှန်တယ်များကိုပြည်ပကိုထွက်ခွင့်များပိတ်ပင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ